အဲ့ဒီအချိန်မှာမြတ်စွာဘုရားဝိပဿနာတရားဟောတာတကယ်ကျင့်ကျင်းလေးဟောတာကျင့်ကျင်းလေးဟောလိုက်ရင်မလုံးရမယ်ဆိုတာဘုန်းကြီးတို့တရားနာပရိသတ်သဘောပေါက်သွားနိုင်တယ်ပေါ့ဝိပဿနာကျင့်စဉ်ကအကျယ်ကြီးဆိုတဲ့ကတို့ဘလို့ကျင့်ရမယ်လို့သဘောပေါက်ချင်မှပေါက်မယ်အကျင်းလေးဒီသုတ္တမှာဟောထားတယ်အကျဉ်းဆုံးဝိပဿနာတရားလေးဘလို့ဟောတော့ဆိုတတ္တမတိဟသာရိပုတ္တအေဝံသိခိတ္တပါ ကောင်းပြီဝိပဿနာတရားကျင့်တယ်ဆိုတာဒီလိုကျင့်ရမယ်မြတ်စွာဘုရားနိဗ္ဗာန်ကိုလိုချင်တယ်အရတ္တဖို့ကိုရချင်တယ်အမြင့်ဆုံးအကျိုးတရားကိုရချင်တယ်ဆိုရင်ဒီလိုကျင့်တယ်ဆိုပြီးတော့ကျင့်ပုံကျင့်နည်းလေးကိုမြတ်စွာဘုရားသုံးခွန်းနဲ့နဲ့ယန္နာဖြစ်သည့်ထီအောင်ဟောဝိပဿနာကျင့်ကျင့်တာကနှမျိုးရသွားတဲ့အကျိုးကတစ်မျိုးအဲ့ဒီမှာကျင့်ပုံကျင့်နည်း ဝိပဿနာရဲ့အာယုံနှမျိုး ထုတ်ပြပြီးတော့ခေါ်တယ်။မြတ်စွာဘုရားခေါ်တဲ့စကားအချင်းလေးကိုအရင်မှတ်ရအောင်ပြီးတော့မှရှင်းပြ။မြတ်စွာဘုရားကဘယ်လိုဟောလိုက်တုံးဆိုရင်ဣမတမေစသဝိညာဏကေကာယေအဟင်္ကာရမမင်္ဂါရမာနာနုတ္တိယနဘဝိတန္တိ ဝိညာဏကဆိုရက်အသိစိတ်ရှိတဲ့ဟောရိကာယအဲ့ဒီကာယမှာအဟံကာရငါလို့လူတွေကထင်မှတ်စေတဲ့ဒိဋ္ဌိမမံကာရငါဟာလို့ထင်မှတ်စေတတ်တဲ့တဏှာကိုယ့်ကိုယ်ထင်ကြီးတဲ့မာနဆိုရက်လူတွေရဲ့စိတ်အစဉ်ထဲမှာဆွဲလန်းပြီးဆွဲကပ်ပြီးတော့ပါလာတဲ့မာနအဲ့ဒါတွေ မရှိစေရဘူးအဲ့ဒါတွေကြွားအောင်လုပ်ရမယ်ဒါနံပါတ်၁ကိုယ့်ရဲ့ကိုယ်ကာယမှာတဏ္ဍာဒိဋ္ဌိရဲ့တဏ္ဍာရဲ့မာနရဲ့ဒီတရားတွေမကတ်စေရဘူးဒီတရားတွေကိုဖယ်ရှားရမယ်ဒါကစကားတစ်ခုနောက်ဒုတိယစကားတစ်ခုကပါတော့ဆိုရင်ဘိဓာသတဗ္ဗနိမိတ်တေတု အဟင်္ကာရမမင်္ကာရမာနာနုတေယနဘွေတန္တိအပြင်ကအာယုံမှန်သမျှအပေါ်မှာလည်းပဲငါဆိုတဲ့ဒိဋ္ဌိငါဟာဆိုတဲ့တဏှာမာနဆိုတဲ့အနုတေယလေမဖြစ်အောင်လုပ်ရမယ်ဒါကစကားတစ်ခု ဒါဝိပဿနာချင်းစဉ်ကိုအချင်းလေးဘာကိုမှတ်ရမလဲဆိုတာကိုအချင်းလေးပြလိုက်အဲ့လိုအချင်းလေးပြပြီးတဲ့အခါမှာအရတ်ဖူဆိုတဲ့အမြင့်ဆုံး အကျိုးရရှိလာပုံကို ပြောတဲ့အခါမှာအေးတမာတိအနေနဲ့လည်းပဲကိလေသာတွေကလုံးဝလွတ်သွားတဲ့စေတောဝိမု ക്തി လို့ခေါ်တဲ့ရတ္တဖုံတမာတိပညာအနေနဲ့လည်းကိလေသာတွေကအလုံးလွတ်သွားတဲ့ပညာဝိမု ക്തി လို့ဆိုတဲ့ နော်စေတောဝိမု ക്തി တမာတိနဲ့ပညာဝိမု ക്തി ဆိုတဲ့ရတ္ဖို့ပညာအဲ့ဓာရီနဲ့စေတောဝိမု ക്തി နဲ့ပညာဝိမု ക്തി လို့ဆောင်ခိုးတဲ့တမာတိစိတ်ဤကိလေသာမှလွတ်မြောက်မှုအတိပညာဤကိလေသာမှလွတ်မြောက်မှုလို့ဆိုတဲ့ရတ္ဖို့ကိုမျက်မှောက်ပြုပြီးတော့နေနိုင်တဲ့အဆင့်ဖြစ်တဲ့အဲ့လိုနေနိုင်ပြီ ဆိုလို့ရှိရင်အဲ့ဒါလိုနေလိုက်ပြီဆိုရင် စိတ်ကလည်းကိလေသာတွေကလွတ်သွားတယ်ပညာလည်းကိလေသာတွေကလွတ်သွားပြီဆိုရင်အဟံကာရဆိုတဲ့ဒိဋ္ဌိမမံကာရဆိုတဲ့တဏှာမာနဆိုတဲ့အနုတ္တရတွေဟာဘယ်တော့မှမဖြစ်တော့ဘူးလို့အမြင့်ဆုံးအကျိုးတစ်ခုဖော်ပြတယ်